ီထပ်ပြောမယ်။ဘာကြောင့်ဒီစနစ်ကို ပြောင်းသုံးသင့်တာလဲ။ Output based assessment ကိုဘာကြောင့်ပြောင်းလုံးသင့်တာလဲ။ဝန်ထမ်းဘက်ကအားသာချက်ကြီးကြည့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေရဲ့ motivation ဖြစ်စေဖို့ဖြစ်တယ်။တော့ဝန်ထမ်းအလုပ်လုပ်တာလွတ်လပ်တယ်။သူရဲ့ကိုယ်ပိုင်အချိန်ဇယားတန်းကိုပို့ပြီးထရောက်စွာအလုပ်လုပ်နိုင်တာလဲ။နောက်တော့က तू ကလွတ်လပ်လပ်လုပ်ရတယ် motivation ဖြစ်သွားတဲ့အတွက်ကြောင့်တည်တွင်မှုအားကောင်းလာတယ်။ သူရောက်ကမဲ့ရလက်ပေါ်မှာအယုံဆိုင်ရတဲ့အတွက်ပိုပြီးကောင်းမွန်တဲ့နီလန်းသစ်တွေကိုရှာဖွေလာနိုင်တယ်။နောက်တော့က तू ကအောက်ဘပေါ်မှာပဲတိုင်းတယ်။ तू ရဲ့အလုပ်ချိန်တွေပါမကြည့်ရတော့ကြောင် तू ဟာပဲလေ။စိတ်မကျဉ်းချုပ်ဘူး။စိတ်ပီစင်းမှုနဲတယ်။အဲ့ဒါကကြတော့အချိန်မီရုံရောက်ရဆိုတဲ့ဖီအားတွေကတည်းကင်းလို့ပြီးတော့အည်သွေးပြည့်တဲ့အလုပ်ပြီးရန်ဆိုတဲ့ရည်ရွယ်ချက်ကိုကျွန်တော်ကရှိစေတယ်ပေါ့။ ဒါကဝန်ထမ်းပါကအားသာချက်ဝန်ထမ်းတွေကို motivation ဖြစ်စေတယ် output based assessment တခုဖြစ်တယ်ဗျနောက်တစ်ခါအလုပ်ရှင်ဘက်ကရောဘာတွေအားသာကားလဲဆိုဒီစနစ်ကိုသုံးချပြီးအလုပ်ရှင်တွေဘာတွေကောင်းသွားလဲဆိုတော့ဝန်ထမ်းဆန်းဆောင်ယူမမှန်ကန်တိုက်တာနိုင်ခြင်းတဲ့ရုံးမှာထိုင်နေပြီမဲ့အလုပ်မလုပ်တဲ့ဝန်ထမ်းနဲ့အိမ်ကနေရလက်ကောင်းကောင်းထုတ်နိုင်တဲ့ဝန်ထမ်းကိုခွဲခြားသိရှိသွားနိုင်တယ်ဗျဒါလေးလည်းရှိတယ်နော်နော် နောက်တခါ hybrid remote word အတွက်အထောက်အကူဖြစ်ချင်းတယ်ဝန်ထမ်းတွေဘယ်မှာရှိရှိသူတို့ရဲ့ရလက်ကူပဲတိုင်းတာနိုင်ချင်းအလုံးနဲ့အလုံးမှာလုတ်တဲ့နီးအိမ်မှာလုတ်တဲ့နီးနှစ်ခုကိုပေါင်းပြီးလုတ်အထောက်အကူပြုတယ်အဲ့ဒီစနစ်ကိုအထောက်အကူပြုစေတဲ့အတွက်ကြောင့်ဝန်ထမ်းတွေဘယ်မှာပဲလုတ်လုတ်အိမ်မှာပဲလုတ်လုတ်ရုံးမှာပဲလုတ်လုတ်သူတို့ရဲ့ရလက်ကို တိုင်းတာနိုင်တဲ့နီးတစ်ခုဖြစ်သွားတယ်လုပ်ငန်းတိုးတက်မှုရှင်းလင်းခြင်းဆိုတဲ့အပိုင်းမှာကြတော့ ဘယ်ဌာနကဘယ်လောက်ရလက်ထွက်နေလဲဆိုတာကိုတိတာထင်ရှားသွားတယ်ဗျ။နော်